Minglawashin, Mashwimu Korea Chenema Pianle Chisulai Pari. Hello, can all my partner? Hey, oh, great. Hi. Hi. Sir, it's nice yeah, to meet you. guys. How's it going? Fish, no neuropathy. Uh, well, let's see. I don't want to talk about this in the squadron because okay. I, I don't know who people are listening. True, and if we go to my site, everybody's always wondering what. A a tip one, a tin in the one, a tin emotional, but the be all. Do don't know who it's out of your damn spy. See, ချင်းနဲ့ပတ်သက်ပြီးတော့ကြည်ကွဲဝယ်တည်ဆုံးခဲ့ရတဲ့ကောင်းမလေးတယောက်အကြောင်းပြပါပါဘူတမှုတစ်ခုကိုရရဆက်ဆက်ကျူးလွန်ပြီးတော့လုံးဝအဖမ်းမခံရဘူးစေသူညစ်တွေကြားလာတဲ့အချိန်အဖမ်းမခံရဘူးဆိုလို့ရှင်လူသက်သမားတခဲကိုအယံကိုပြောနေမှာပဲသူမကျေနပ်တဲ့သူတဝင်တူတဲ့သူအရှမ်းမောင်းတဲ့မိန်းကလေးကိုလည်းတတ်လိုက်တယ် ဒါပေမဲ့သူ့ကိုလည်းဘသူမှလာမဖမ်းဘူးဘုံမှလည်းလာမဖမ်းနိုင်ဘူးဒါတက်သေးပါလည်းမရှိဘူးလူကောင်းအဖြစ်လောကကြီးမှာဆက်ပြီးနေလို့ရတယ်တော်ထီအဲ့ဒီမိမအရင်ပျော်နေဒါ1986ခုနှစ်မှာဖြစ်တဲ့ကျဲကိုကျေကွဲဖို့ကောင်းတဲ့လူတက်မှုတစ်ခုပေါ့နော်ပြလန်းက1986ခုနှစ် Los Angeles မှာတကယ်ဖြစ်ခဲ့တာ မျိုးသမီးလေးကညာဘက်အိတ်ခန်းလေးမှာအသက်ခံခဲ့ရပုံရတယ်။သူညာဝေးအိမ်ကြီးလေးဝတ်ထားတယ်။ညာဝေးအိတ်ခါဝင်လေးဝတ်ထားတယ်။အတွင်းငန်လေးပဲရှိတယ်။တော်တော်ရှည်ရဆက်ဆက်အသက်ခံခဲ့ရတာ။မျိုးသမီးလေးကသူမတည်ခင်မှာအချိန်လေးခါပါအရိုင်းနဲ့ခံခဲ့ရပုံရတယ်။နောက်ပြီးတော့ဒီအမျိုးသမီးလေးကိုဆောင်နဲ့လုံးပြီးတော့တိပြီးတော့တနတ်နဲ့ပြစ်သွားတယ်။သုံးချက်လူသက်သမားကအလန့်အတန်မထွက်အောင်တိပြစ်သွားပုံရတယ်။ သူနာပြုတ်လေးကအိမ်အောင်ပြတာတော့မကြသေးဘူးသူ့ယောက်ျားခဏခဏပုံစက်တော့ဖုံးမခိုင်းတော့သူ့ယောက်ျားဆစ်ပူပြီးတော့တငယ်ချင်းတယောက်သွားချိန်ခိုင်းနေအဲ့ချိန်မှာမြို့သူမြို့လေးသေဆုံးနေပြီ yes ခံတိုင်းနေအဲ yes ခံဆုံးနောက်လေးရောက်လာတယ်ဆုံးနောက်လေးရောက်လာတော့ဆုံးနောက်တည်းကဒါကပြင်ရသူတယောက်ယောက်ကောင်ဝင်လာပြီးတော့ဒီ main ကလေးကိုတတ်သွားပုံရတယ်ပေါ့နော်ဒီအမျိုးသမီးကိုတတ်သွားပုံရတယ်ဆိုပြီးတော့ချက်ချလိုက်တယ်ကောက်ချက်ချပြီးတော့ ဒီနီးနားမှာပောင်းဝန်းကျင်မှာရှိတဲ့ CCTV လို့ပါလို့အဲ့လိုမျိုးစုံစမ်းကြတယ်။ပြီးတော့စုံထောင်းအုပ်စုကဘလို့ကနေဘလို့ဆုံးဖြတ်လိုက်လဲမသိဘူး။ဒါသူတို့အိမ်မှာရှိတဲ့ပစ္စည်းတခုကိုဝင်ယူရင်းနဲ့အဖို့တိုင်ပစ္စည်းတခုကိုဝင်ယူရင်းနဲ့ဒါဓမြတိုက်ခံရတာနော်။ဓမြတိုက်ခံရတာပေါင်းမလေးကအော်တဲ့အတွက်အသက်ခံရတာဆိုတော့ဒီအမှုအကြမ်းပြင်းဆုံးဖြတ်လိုက်တယ်။ Cherry ရဲ့အမှုကိုအဲ့လိုဆုံးဖြတ်လိုက်တော့ရေးတွေကဒီဓမြအမှုလေး အခိုးမှုတွေကျွလန်ထားတဲ့သူတွေကိုရှာတာပေါ့နော်အဲ့မှာတွေအကဲလူသက်သမားကိုမျက်ခြေပြတ်သွားတယ်ဒီခုကိုနောက်ထပ်ဆုံးတော့လျောက်ကထပ်ပြီးတော့ပြောင်းပြီးတော့ gain တဲ့အခါမှာသိချာချစ်တည်တဲ့အခါမှာအဲ့ဒီအိမ်မှာအဖို့တန်ပစ္စည်းတွေဘာတစ်ခုမှပြောင်းမသွားကားတစ်ခုပဲယူပါတယ်ကားတစ်ခုပဲပြတ်သွားတယ်အဲ့ဟာမပါပါဘူးဆိုတော့တွေ့ရအိမ်မှာဆက်ပြီးစုံစမ်းကြရတယ်။ Sherry ခင်မောင်ကလည်းစုံစမ်းတာပေါ့နော်။ Sherry ခင်မောင်ကလည်းဘူတပြင်းစုံစမ်းတယ် ဒါပေမဲ့ဘာတက်သေးမှမရအောင်ဆယ်စုနှစ်မဆူရောက်လာတယ်နှစ်20ကျော်ပါတယ်ရှယ်ရီယောက်ျားနာမည်က John Rasmussen နဲ့နှစ်20ကျော်တဲ့အခါမှာ DNA စစ်တဲ့နှီးတွေပေါ်လာတယ်အဲ့ဒီနှီးတွေပေါ်လာတော့ဒီအမှုကိုပြန်ပြီးတော့သူထပ်ပြီးတော့စစ်ကြတယ်ထပ်ပြီးတော့စစ်တဲ့အခါမှာမျိုးသမီးစီမှာအခိုက်ခံထားရတဲ့ဒဏ်ရာတစ်ခုရှိအဲ့ဒီအခိုက်ခံထားတဲ့ဒဏ်ရာမှာသူ DNA လေးဆိုပြီးတော့လိုက်ရှာတယ် ဲ့ဒီ DNA match ဖြစ်တဲ့တကယ်လို့တက်ကောင်အနည်း20ကျော်လောက်မှတွေ့ပါတယ်။ DNA ရလာရင်လူသက်တည်းအကောင်ဖမ်းမိတာတော့မဟုတ်ဘူးပေါ့။ဒီလူသက်ကိုရဲ့လူယာဇဝဲမှုကျွလွန်တဲ့လူနောက်ပြီးတော့ရုံးဝင်တဲ့နေဆိုလို့ရှိရင်သူတို့ DNA ကိုပတ်တန်းတင်ထားတာရှိတယ်။အဲ့ဒီပတ်တန်းတင်ထားတာနဲ့တိုက်ဆိုင်မှုရှိတော့မှပဲရှာလို့ရတာပေါ့။ဟိတ်အဲ့ဒီ DNA ကရဲအရာရှိတကယ်စုံတော့အရာရှိရဲရရှိ DNA နဲ့အတူတူပဲဖြစ်တယ်။အဲ့ဒီချိန်မှာ ုံလောက်တွေရဲတွေကအရန်ကိုတရေထားွားကြတယ်။ဘာကြောင့်လဲဆိုတော့တရခံကဘာလို့လဲဆိုတာသူတို့သိနေပြီ။ဒီကိစ္စကိုအဲ့ဒီစုံလောက်ကသိသွားတယ်ဆိုလို့ရှိရင်တက်တီတွေဖြောက်လိုက်လို့ရတယ်။အဲ့ဒီတက်တီတွေကသူတို့ရဲတွေစုံလောက်တွေသိတဲ့နေရာကြီးမှာရှိတာပေါ့။ဘာကြောင့်မလို့စာရဲစာလမ်းတွေဒီတက်တီတွေဖြောက်ဖြက်ပြမှာကိုစိုးရိမ်နေတဲ့အတွက်သူတို့ကဘာဆက်လုပ်ရမလဲဆိုတော့သူတို့တိုက်မြင်ကြ ဒီအရာရှိကရိုးရိုးအရာရှိတောင်ပို့ဘူးထိတ်တန်းဆုံးတော့ထိတ်တန်းဆုံးတော့အရာရှိ LABD ဆုံးတော့လို့အမျိုးသမီးသူ့နာမည်က Stephanie Lazarus ဒီတမားထိတ်တန်းဆုံးတော့ဖြစ်နေပြီဆိုတော့ဖားဖို့အရှမ်းကိုခတ်တယ်ဆုံးတော့ကိုပြန်ပြီးတော့ဆုံးတော့ရောက်မယ်နီးပြွာအစ်စ်တေကိုသူတို့ဆင်းသွားကြတယ် တို့တခြားစုံနောက်တွေကသူတို့အချင်းချင်းတိုက်မြင်ကြတယ် view ကအစ်တခုကိုဆွဲလိုက်တာပေါ့။အဲ့ view ကဘာလဲဆိုတော့ Lazarus ကိုအစည်းအဝေးလုပ်ဖို့ဆိုပြီးတော့သူတို့ကခေါ်လိုက်တာ။အစည်းအဝေးလုပ်ဖို့အတွက်အရန်အရေးကြီးတဲ့အတွက်အမှုတစ်ခုကိုအမှုတစ်ခုအကြံပေးဖို့အတွက်ဖိတ်ပါတယ်ဆိုပြီးတော့အစည်းအဝေးတစ်ခုကိုခေါ်လိုက်တယ်။ ဗက်ဇရုကဝါရင်စုံတော့ဆိုတော့သူတို့ရဲ့တကယ်အမှုတစ်ခုကိုပထမဆုံးအရင်ပြပြီးတော့အကြံဉာဏ်ကြီးတောင်းတာ။အာလူကြီးရဲ့အနှစ်20လုံးကတည်သွားတဲ့ sharing sharing ဆိုတဲ့ကောင်မလေးနဲ့တည်လာအလိုမျိုးနေလိုက်တာ။အဲ့ဒီအချိန်မှာလက်ဇရုကအချမ်းကိုမျက်နှာပြတ်။အော်တည်သူလိုမတည်သူလိုပဲအလိုမျိုးပြန်ဖြေတာပေါ့နော်။ဆိုတော့ sharing ယောက်ျား John နဲ့ကိုတည်လာလို့မေးလိုက်တဲ့အခါမှာတောင်းကမျက်နှာပြတ် You guys lived in the same dorm? Yeah. Oh, okay. Yeah, Dykstra. Okay. Were you guys just friends or anything else or Yeah, we were we good friends. Yeah. Was there ever any relationship or anything that developed between you guys? Yeah, I mean we dated, uh, uh huh you know. Um I mean is what's this all about? Well, it's relating to uh, his wife. So no dia tied. Sherry la mama. Kayant pussy. အဲ့ဒီကိုက်ရရဲ့ DNA ကိုကျွန်တော်တို့ရထားပြီးဝင်ခဲ့တဲ့အနှစ်20တုန်းကတည်သွားတဲ့ကောင်မလေး Sherry ရဲ့ဒီစား Sherry ရဲ့ယောက်ျား John ကခမားနဲ့ကြိုက်ဘူးရမလားလို့မေးလိုက်တာအဲ့ဒီအချိန်မှာ Lazarus ကအယံကိုမျက်နှာပြတ်သွားစကားရည်စကားရည်ထစ်စကားရည်ထစ်အာကျွန်မတွေ့ဘူးလေဘေးထဲမှာသူကတော့ဟုတ်တယ်ဟုတ်တယ်သူနဲ့တွေ့ဘူးလေအဲနောက်ပိုင်းကျတော့လေကျမလည်းတခြားဘေးနဲ့တွေ့တာပဲလေသူလည်းတခြားဆော်ရင်တွေ့ရတွေ့တာပဲ ဟိုသူလည်းတခြားမိမနဲ့ရပြီးတော့ကျမလည်းတခြားယောက်ျားနဲ့ရပြီးတော့ငငယ်တော့အဒီလိုပါပဲအဲ့လိုမျိုးသူကဘယ်နဲ့ထိမ့်ပြီးတော့ပြောလိုက်ရစစပြရတဲ့ဗီဒီယိုထဲမှာလိုမျိုးပဲလက်စရုပ်ပါတယ်မိငါရမ်းပြတ်သွားတယ်အာငါကျွန်သိမသိဘူးငါတဲ့တနစ်တနစ်ကြီးမဲ့ထင်တယ်ဒီလိုပါပဲငငယ်တော့ဆိုတော့ကြီးစားလို့တငယ်ချင်းလို့အားရမဟုတ်ဘူးကြီးလာတော့လေသူလည်းမိမရကျမလည်းယောက်ျားရဒီလိုပါပဲ နောက်ပိုင်းမှာအရန်ကိုဆင်ကျင်ပြီးတော့သူကစကားကိုထိနေပြောရင်လည်းမျက်နှာရည်ကလည်းပြက်နေတဲ့အတန်ကြီးကတုံးတယ်။အဆုံးတော့ကဗာမိတဲ့ဆိုတော့ခမရဲ့ DNA နေပေးပါလားလို့ပြောတယ်။ Lazarus ကမတက်ထားရဲ့။သူ Lazarus ကိုဖမ်းလိုက်။ Lazarus ကတည်ရပေါ့။သူကိုယ်တိုင်ရှယ်လေးလမောင်းကိုက်ခဲ့တာ။စစ်တောင်းနဲ့အစ်စ်တောင်းလူတက်မိတယ်။ Lazarus နဲ့ဂျွန်က1981ကနေပြီးတော့84ခုနှစ်တိ3နှစ်တွေ့ခဲ့တယ်။ ဒါပေမဲ့ John က Lazarus ကိုဘယ်တော့မှမတွေ့ရစာလို့မတွေ့ခဲ့ဘူး။ကြီးစားဖြစ်တယ်ဆိုတာကြောင်ရတယောက်ချစ်တယ်လို့ပြောကြမယ်။တယောက်နဲ့တယောက် date ကြမယ်။တယောက်နဲ့တယောက်အတူတူအိတ်တာတခုလည်းမဟုတ်ဘူး။အခြား romantic ဖြစ်တဲ့ဟာညသာတူစားမယ်။အတူတူတိုင်မင်မယ်။တယောက်နဲ့တယောက်ကူညီမယ်။အဲ့လိုမျိုး relationship ကိုမှကြီးစားလို့ပြောတာပေါ့။ Lazarus က John C ကိုလာတယ်။သူတို့တွေအတူတူအိတ်ဖြစ်ကြတယ်။ အဲ့လိုမျိုးတွေ့ရင်တွေ့ရင်အိတ်ခေချာ၃နှစ်ဂျွန်ကလက်ဇရုစ်ကိုကြိုက်တယ်လို့လည်းမပြောဘူးလက်ထပ်မယ်လို့လည်းမပြောဘူးအတူတူအိတ်ဖို့လည်းဓာတ်ရိုက်မခေါ်ဘူးပါဆုံးပြအောင်ကြိုးစားတယ်ဆုံးလို့ရှိရင်ဒီလက်ဇရုစ်နဲ့အတူတူအိတ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး၃နှစ်၃နှစ်ဂျွန်ရဲ့25နှစ်ပြည့်တဲ့မွေးနေ့မှာလက်ဇရုကဂျွန်ကိုအရန်ချစ်တော့မွေးနေ့ surprise လို့ဂျွန်အိမ်ကိုသွားလို့တာအဲ့ချိန်မှာဂျွန်ကကောင်မလေးတစ်ယောက်နဲ့ရှိတယ် အဲ့ကောင်မလေးရဲ့ share တွေပြန်ပြဆရာမှာအရင်တော့ကလည်း John ကရေးစားတယ်အများကြီးထားတာသူက Lazarus ကိုတကယ်ရေးစားလို့လည်းမသတ်မှတ်ထားဘူးသူချစ်တယ်လည်းမပြောဘူးဆိုတော့တခြားကောင်မလေးတယောက်ဝေးတယောက်တွေ့တာဒါပေမဲ့ John က share ကိုအရန်ချစ်ပုံရ Lazarus က John ကိုအရန်ချစ်တော့သူ့ရဲ့အမှုရာရဲ့သူ့ရဲ့အနေအထိုင်းနေစကားပြောတာတွေအကုန်လုံးကိုသူကအရန်ကိုသိတယ်အရန်ကိုဖတ်တတ်တယ် ရှယ်ရီနဲ့ဂျွန်နဲ့တွဲနေတဲ့အတွဲအားသူတို့အပြော်တွဲတာဟုတ်ဘူးတကယ်ကိုတယောက်နဲ့တယောက်အရန်ချင်နေပြီဆိုတာအဲ့မှာလက်ဇရုစ်ကသိပါတယ်။သိသွားတဲ့အခါမှာသူအရှမ်းခံစားရအယူမတက်ဘူး။ဘာလို့လို့လောက်အောင်မသိဘူး။အဲ့ဒီအချိန်လက်ဇရုစ်ကရဲအရာရှိဖြစ်နေပြီ။စုံတော့စားလုံးနေ။လက်ဇရုစ်ကဂျွန်နဲ့အမေကိုသွားပြောတယ်။"ကျွန်မအရန်ခံစားရတယ်"ကျွန်တော်တို့အရင်တက်တယ်ကျွန်မမလုပ်အောင်လုပ်ဘူးသူ့အမေစီကိုစားလဲရေးတယ် သူ့မိအလိုမျိုးနဲ့ပြောတယ်ဒါပေမဲ့သူ့အမေရတယ်ဘာတနိုင်မှာလဲသူ့သားမှမဖြစ်တာဆိုဘာမှမတနိုင်အဲ့ဒီစာကတက်သေးရှိရ1985ခုနှစ်ဟုတ်ကူလာလက်စရုစကလက်မလျှော်ဂျွန်ဆိုတဲ့တယောက်ကလည်းတစ္ဆာဖောက်တာပေါ့နော်ချယ်ရီနဲ့ကြိုက်နေတဲ့အချိန်မှာတော့မလက်စရုစနဲ့ဆက်ပြီးတော့ဖြစ်နေတော့မျိုးကြုံရင်ကြုံလို့မျိုးအထူးထူးအိတ်နေကြအောင်ပေါ့နောက်ဆုံးလက်စရုစကချယ်ရီယုံလိုက်လာတယ်လိုက်လာပြီးတော့ ဂျော်နဲ့꿰ပေးဖို့ပေါ့နော်။သူအရန်ချစ်တယ်ဆိုတဲ့အကြောင်း။ဂျော်နဲ့သူနဲ့ကြိုက်နေတဲ့၃နှစ်ရှိပြီဆိုတဲ့အကြောင်းကိုပြောတယ်။ Cherry ကသူ့ကောင်လေးကိုမေးတာပေါ့နော်။သူ့ကောင်လေးကိုမေးတော့သူ့ကောင်လေးကအမှန်တိုင်းပြောတာပေါ့။ဟောဒီလိုပါပဲရေးစားမဟုတ်ဘူး။ဂျုံလို့ရှိရင်ဂျုံလိုမျိုးသူနဲ့သူနဲ့ကိုယ်နဲ့အိပ်ဖြစ်ကြတယ်ပေါ့နော်။ဟုတ်ပြီပြောပြ။ Lazarus ကအမြဲတမ်း Cherry ကိုအမြဲတမ်းချိန်ချောက်။ Cherry ကအရန်ကြောက်လို့သူ့အဖေကိုပြောပြတယ် ဘယ်ချက်ဖို့ကောင်းလဲလာလာပြီးတော့ချင်းချောက်တယ်ကျွန်တော်ကျွန်တော်ပါဆက်လုပ်ရမလဲပေါ့နော်ဒါပေမဲ့ share ရလည်းကျွန်တော်တကယ်ချစ်ပြီးတော့သူတို့ကိုဝဲနိုင်ကြပါတော့1985 November လာမှာပဲသူတို့ညောင်လက်ထက်လက်ထက်တဲ့အခါမှာ Lazarus ကတကယ်ကိုအယူမိပိုင်းဖြစ်တာပေါ့နော်အရန်ခံ share အသက်ခံရတာ1986ခုနှစ် February 24ရက်အဲ့ဒီမနက်ပိုင်းမှာ John ကအလို့အစောကြီးသွားရတယ်တယ်ရီကိုမနှိုးဘဲနဲ့မနက်အစောကြီးထွက်သွားတယ်အဲ့ဒီအချိန်မှာ the zeros ကသူ့အိမ်ထဲဝင်လာသူရှူသွားတာနှစ်ခုတစ်ခုက John နဲ့ Sherry ရဲ့လက်ထပ်စာချုပ်နောက်တစ်ခုက John က Sherry ကိုလက်ထပ်ခွင့်တောင်းတဲ့အခါမှာလက်ဆောင်ပေးထားတဲ့ BMW ကအဲ့နှစ်ခုကိုယူသွားတယ်ပြီးတော့လက်ထပ်စာချုပ်ကိုသူမလုပ်လိုက်လည်းတော့မသိအဲ့ဒီကားကိုတော့အဝေးမှာထိတောင်းဖြစ်သွားတဲ့အခါမှာစုံလောက်တွေဝေဝါးသောင်းဆိုပြီးတော့သူလေးသူဟန်နဲ့သူလှုပ်ခဲတာပေါ့နော် နှစ်20ကျော်တဲ့အထိသူ့ဘသူမှဖမ်းလို့မရပြီးတော့ Sherry ကအလုပ်လည်းအရန်ကြိုးစားတယ်ညာလည်းညာမပြောဘူးလူရရှိမှဆိုလို့ရှင်တိတ်ခါရှိရှိနေတာပေါ့အဲ့ဒီအတွက်သူ့ကိုဘသူမှမထင်ကြဘူးစုံတော့ Lazarus ထောင်းကြသွားတယ်မဆက်ခွန်းနဲ့ပထမအဆင့်တက်မှုနဲ့ထောင်းကြသွားတာ Lazarus ရဲ့အမျိုးသမီးကညာလည်းအရန်ကောင်းတယ်စားလည်းတော်တယ်စီကံလည်းရှိတယ်ဘုဖို့ကင်ဘက်တွေကိုသူကအရန်လည်းကူညီတယ် လူမျိုး professional ပုံရိပ်အောင်မှာနေတဲ့လူတယောက်ကတကယ်ကိုရုံညံ့နဲ့တကယ်ကိုရက်ဆက်တဲ့လူတတ်မှုမျိုးတွူးလွန်ခဲ့တယ်။ကျမတို့ရဲ့မျက်နှာဖုံးနေတဲ့အောင်မှာတကယ်မျက်နှာဆိုတာရှိတယ်။အဲ့ဒါကိုကျမတို့မမြင်နိုင်ဘူးကျမတို့မသိနိုင်ဘူး။ Lazarus ကလူတိုင်းလူတိုင်းကိုလှည့်စားခဲ့တယ်။ Sherry ရဲ့မိဘတွေ John ရဲ့မိဘတွေ John ရဲ့ပြီးတော့စုံတော့အတိုင်းဝိုင်းစုံတော့အတိုင်းဝိုင်းတစ်ခုလုံးသူလှည့်စားခဲ့တယ်။ ။ဒါပေမဲ့မကောင်းတာလောက်ထားရဲ့လူကအဲ့ဒီမကောင်းတာတနေ့ရောပေါ်မှာ။ဒါလေးကြိုင်အနည်း20ကြာတတ်တယ်။ဒီနေ့ကျွန်မကိုရံရေးထားတဲ့ဆောင်းပါးလေးကတော့ဒီထိပါပဲရှင်။ကျေးဇူးများတင်ပါ။ဟုတ်ကဲ့ပါ။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမယ်မှုကင်းဆောင်ပါတွေနဲ့အတွေးမြင်ကောင်းတွေကိုနားဆင်ကြည့်နေဆိုရင်တော့မတ်ရွှေမိုးကိုရီးယား YouTube Channel လေးကို Like and Subscribe လုပ်ဖို့မေ့ပါနဲ့ရှင်။ နားဆင်သူတို့အတွက်အမြဲတမ်းအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ခေါင်းလောင်းပုံလေးကိုလည်းနှိပ်ထားပေးပါရှင်။ဒီကနေ့လာရောက်နားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုမတ်ရွှေမိုကိုရီးယား channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။